။ Sorry ကိုလည်းညင်းတယ်။ Sporting ကိုလည်းပွဲချမ်းထားတယ်။ဘာလို့သေးလဲချစ်ရယ်။ပြည်သူများလုံးပဲပင်္ဂလာပါခင်ဗျာ။ကျွန်တော်ရဲ့ Sport News ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။မင်းကလွှဲရင်ကျွန်တော်အလုံးဖွဲနေစကွဲပါဆိုပြီးတော့လည်းပြောထားတယ်။ကိုရှာသမားအားလုံးကလည်းမင်းတယောက်တည်းအတွက်ဘာလို့လဲပြောထားတယ်။ဘာလို့သေးလဲချစ်ရယ်။မင်းဘာလို့သေးလဲလို့သာမေးလိုက်ချင်ပါတော့တယ်။ဒီတော့ပို့ပြီးတော့ရှင်းတဲ့ဖြစ်ရှိမှာမဟုတ်တော့ဘူးလို့ဆိုအားမှာဖြစ်ပြီးခုလည်းမိုင်အသင်းပြတ်မှတ်ကစားမဖြစ်တဲ့ဗီတာယိုကရက်ရှာမိုင်အသင်းကိုဘယ်လောက်ထိလာခြင်းလဲဆိုတာသူ့ရဲ့လောရက်တွေကတက်တဲ့တခုလိုမြင်တွေ့နေကြတာပါ ဖီဒါယိုဂရက်စ်နဲ့မန်ချက်စတာယူနိုက်တက်တို့ဟာဒီအပိုင်းမှာသတင်းတွေတော်တော်လေးကိုထွက်ပေါ်နေကြတာပါဇာမားကိုရိုင်းကလည်းအရင်လိုမဟုတ်တော့ပဲစကားပြောဆိုတွေကဆမိုင်သွင်းကိုရေလာမြောင်းပေးတွေပြောဆိုနေကြတဲ့အထိမြင်တွေ့နေကြရပါတယ်လုံခဲ့တဲ့တလားလောက်ကဆိုရင်ဖီဒါယိုဂရက်စ်ဟာဥရောပပြိုင်ပွဲဝင်ဝင်ရတဲ့အသင်းကိုသာပြောင်းရွှေ့ကစားခြင်းနဲ့ဆွဲကြောင်းသတင်းမီဒီယာတော်တော်များများကဖော်ပြသွားခဲ့ကြတယ်လို့မိုင်သွင်းပရိသတ်တွေဆိုရင်တော်တော်လေးကိုအမျက်ထွက်ခဲ့ကြတဲ့အထိကိုဖြစ်ခဲ့ရပါသေးတယ်အခုတော့ဖီဒါယိုဂရက်စ်ဟာသူ့ရဲ့ပြောစကားတွေကိုပြင်ဆင်သွားခဲ့ပြီးဘလို့အခြေအနေမျိုးဖြစ်ဖြစ်ပြောင်းရွှေ့ကစားဖို့အသင်းဆိုပြီးတော့ဖွင့်ဟထားခဲ့တာပါ မန်ချက်စတာယူနိုက်တက်အသင်းကလည်းသူ့ကိုခေါ်ချင်တယ်။သူကိုယ်တိုင်ကလည်းမန်ယူအသင်းမှာဆောင်းဖြစ်တဲ့အမ်မိုရီနဲ့ပြန်လည်ပြီးတော့လက်တွဲဖို့အလိုရှိနေကြတာဖြစ်တဲ့အတွက်ကစားသမားတဲ့ကလပ်အသင်းကြားပုံကိုယ်သဘောတူညီမှုရဖို့ကအများကြီးမခက်လောက်ဘူးလို့ဆိုရမှာဖြစ်ပြီးတကယ်တမ်းကြီးရမှာက Sporting Lisbon အသင်းနဲ့ပဲဖြစ်ပါတယ်။ Sporting Lisbon အသင်းဟာပြီးခဲ့တဲ့နှစ်ဘောလုံးရာသီလောက်က Yogresh ကိုခေါ်ယူခြင်းနဲ့ဆိုရင်စာချုပ်ဖြတ်သိမ်းခြင်းပေါင်တန်း60ဝန်းကျင်နဲ့ခေါ်ယူနိုင်လိမ့်မယ်ဆိုပြီးတော့ကြေညာချက်တွေထုတ်ပြန်ထားခဲ့ကြတာပါ။အဲ့အတွက်လည်းကလပ်အသင်းတော်တော်များများက Yogresh ကိုခေါ်ယူဖို့ဂျိုင်းတူစိတ်ဝင်စားမှုတွေပြခဲ့ကြရမယ်ကစားမအတွက် ပေးချေသွားမဲ့လာဆောင်ွေပမာဏကြောင့်နောက်ဆုတ်သွားခဲ့ကြပါလိမ့်။ဒါမှလည်းမိုင်သင်းကားတို့သူတို့ရဲ့ဇွဲနဲ့လုံးလောက်လုံးဝလက်လျှော့ကြခြင်းမရှိဘဲနေပြဖြစ်သူရီယမ်မိုရင်ကိုတိုင်ကတပည့်ဟောင်းဖြစ်သူကိုခေါ်ဆောင်ပေးဖို့အတွက်အသင်းထံတောင်းဆိုထားခဲ့လို့သိရပါလိမ့်။အဲတော့မိုင်သင်းကယိုဂရက်ကိုကော်ပိုစပိုရင်းလက်စပွန်အသင်းစီဇက်တွေကြီးတဲ့အခါမှာပေါ်ရီကလပ်သင်းကားတို့သူတို့ရဲ့ဂရီစကားကိုလွယ်ကူစွာနဲ့ဖျက်ပစ်လိုက်ပါလိမ့်။ပြီးခဲ့တဲ့ရာသီကပြောခဲ့တဲ့ပေါင်တန်း60ကကစုံရဲ့ဈေးတွေတက်လာခဲ့တဲ့အတွက်အခုတော့အဲ့ဈေးနဲ့မရတော့ပဲပေါင်တန်း90ဝန်းကျင်ပေးမှရတော့မယ်ဆိုပြီးတော့ပြန်ပြီးတော့အကြောင်းပြန်ခဲ့လို့သိရပါလိမ့်။ အိုင်မှာပွဲချမ်းခဲ့သူကတော့ Vitalio Crash ဖြစ်ပြီးခမောက်ကူမျိုးတော်ကြာမျိုးတွေမလောက်ကြပါနဲ့မနေ့ကတော့60နဲ့ရောင်းမယ်ပြောပြီးအခုက80ဖြစ်သွားဘာသဘောလဲဘာနာဆိုပြီးတော့သူ့ရဲ့ Instagram မှာတင်ထားခဲ့တဲ့ Sporting Lisbon တင်တဲ့ပတ်သက်တာတွေကို Jokovic တယောက်ဖျက်ပစ်ခဲ့တဲ့အထိကိုပွဲချမ်းသွားခဲ့တာပါ Ilo Sporting Lisbon ရဲ့ဇာမားကြားအစီအမပြေမှုတချို့ရှိလာခဲ့တဲ့အချိန်မှာအလိုက်မသိတဲ့ပွဲလန်တို့ဖျောင်းခင်းမှုစူးစားခဲ့တဲ့သူက Sorry Club အဲဒီလဲတင်းမှာပဲအဲဒီလဲတင်းကလည်းဗာနဲ့တူနေလဲဆိုရက်ွက်တဲ့ဆော်မရှိတဲ့ FA ကောင်နဲ့ခက်စင်စင်တူနေခဲ့တာပါမြင်မြင်သမီးကောင်မလေးတောင်လိုက်ကြနေလိုမျိုး ိုဆမ်ကိုကြိုက်လိုက်ဟိုကညင်းလိုက်နောက်ပြီးတော့ဘန်ဂျမင်ဆက်စ်ကိုလမ်းချိတ်လိုက်ဟိုကညင်းလိုက်နဲ့နောက်ဆုံးဘသူမှမရတဲ့အဆုံးမဖြစ်နိုင်မှတီးတီးရနဲ့ယိုဂရက်စ်ကိုကမ်းလှမ်းမှုတွေပြုလုပ်သွားခဲ့ကြတာပါအဲ့လေတဲ့ကယိုဂရက်စ်ကိုတနေ့လောက်ခါလာစားပေါင်တန်း30ဝန်းကျင်ရရှိမဲ့စာချုပ်နဲ့ကမ်းလှမ်းသွားဖို့အစင်းသိဖြစ်နေတာဖြစ်ပြီးတော့ Sportless Bone ကိုလည်းပြောင်းရွှေ့ပြီးပေါင်55တန်းဝင်းကျင်ပေးချေသွားခြင်းနဲ့ဆန်းနှရှိနေဖြစ်ပါလေ။ဒါပေမဲ့ယိုကရက်ရှ်ကဥရောပမှာပဲရေရှည်ဆက်ပြီးတော့နေသွားခြင်းနဲ့ဆန်းနှရှိတာကြောင့် OCM လိုပဲအဲဒီလကုငင်းပယ်ခဲ့တာဖြစ်ပြီးတော့မိုင်ယူသင်းနေပြအမိုရီနဲ့ပြန်လည်ပြီးတော့လက်တွဲသွားဖို့ဆန်းနှရှိနေဖြစ်ပါလေ။ ဒါကြောင့်ယိုဂရက်ရှာ sorry ကိုညင်းပြီးတော့ sporting ကိုပွဲချန်းထားကြတာဖြစ်တဲ့အတွက်သူတက်ရှင်းတာရှိမှမဟုတ်တော့ဘူးလို့သာဆိုရမှာဖြစ်ပါလိမ့်။ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့လောက်ပါပဲခင်ဗျာ။နောက်ဗီဒီယိုမှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ချီချောက်ပါလေဖိတ်ခေါ်ပါစေ။ကျော်ရဲ့ page လေးကို like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားကြဖို့တော့တောင်းဆိုပါရစေခင်ဗျာ။စုံလေးကြည့်ပေးအတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။